င်ကြီးဘက်ထရာကဂိုသားရဲ့နှလုံးသားကိုယာရွေးပြီးဖြစ်တာကြောင့်ထုတ်ပေးလိုက်တဲ့အခါတစုံတစ်ခုကိုမမိသွားသလိုပုံစံမျိုးနဲ့ထွက်ပြေးသွားခဲ့ပါရယ်အဲဒီရဲ့အတွက်ကြောင့်ကျန်တဲ့ဒူးစရိုက်တွေကလည်းသူတို့ဖွဲ့တာဂိုသားကိုယာဖို့လုပ်ခဲ့ကြပါရယ်နိုင်ငံရဲ့နေရာနဲ့မှာလိုက်ရှာနေခဲ့ပေမဲ့အရေးအကြောင်းမှမတွေ့ကြရပါဘူးခေါင်းဆောင်ဂိုသားကရုပ်ဆိုတာကိုတည်နေခဲ့တာလားလို့ဘန်ကမေးတဲ့အခါဆိုပါတော့သူ့ကိုဖန်တီးခဲ့တဲ့သူကိုတည်တယ်လေလို့ပြောလိုက်ပါရယ်သူကနဇိုးဘရင်အောင်မှလေးစားရတဲ့မော်စရာတယောက်ပဲဒါပေမဲ့သူ့ရဲ့ရည်ချင်းတွေကြောင့်တကူခေါင်းဆောင်မှုဆိုတဲ့ပညတ်တော်ကိုပေးအပ်ခံခဲ့ရတယ်သူ့ရဲ့ချိန်စာက မှတ်ညံ့တဲ့ခံစားချက်တွေကိုပြပြနေတာပဲအဲဒါကြောင့်လဲသူ့ကိုနှဆိုးဘရင်ကထောင်ထဲမှာပိတ်ထားခဲ့တာသူ့အပြင်ကိုမထွက်နိုင်ခဲ့တဲ့အတွက်ကြောင့်ဂိုသားကိုသူ့ရဲ့ကိုပါပြပန်နေခဲ့တယ်ဆိုပြီးမယ်လီယိုဒက်စ်ကပြပြနေခဲ့ပါတယ်သူ့ချစ်သူပုံစံနဲ့တပုံစံနဲ့တူအောင်ဖန်နေခဲ့ပေမဲ့အယုတ်ကိုဆွဲလန်းသွားမှာဆိုလို့ယောက်ျားကနာကိုပဲလုခဲ့တာလေလို့ပြောလိုက်ပါတယ်ထွက်ပြေးသွားတဲ့ဂိုသားကတော့ငါ့မှာနှလုံးသားရှိခဲ့ဘူးလားငါနားမလည်နိုင်ဘူးဘတ်တရာရဲ့လက်တွေကဟာကိုမြင်တာနဲ့ငါဘာလို့ထွက်ပြေးလာမိတာလဲငါဘာတခုမှမမှတ်မိဘူးငါဘာကိုကြောက်နေမိတာလဲဆိုပြီးတွေးနေတဲ့အချိန်မှာတော့သူဟာရဲတိုက်နာကိုပြန်ရောက်နေ င်နေခဲ့ပြီးဖြစ်ပါတယ်။ရဲတိုင်းနာကိုရောက်တော့ဘာမှမသိတဲ့ပုံရိပ်တွေကိုမြင်နေရတာကြောင့်ဒါကကြောက်စရာကောင်းတဲ့နေရာပဲ။ဘာကြောင့်မှမသိပေမဲ့အဲ့ဒီမညံတွေကိုပြပြရမယ်ဆိုက Lost War ဆိုတဲ့မော်စွမ်းကိုတုံးပို့လောက်လိုက်ပါတယ်။ ဘယ်မှန်းမသိတဲ့နေရာကြီးမှာသူ့မညံတွေကကောင်မလေးနဲ့ကိုသားအားဆုံးခဲ့တာဖြစ်ပါတယ်။တယောက်နဲ့တယောက်ဘသူမှမသိတာကြောင့်လမ်းဖြတ်သွားကြပြီးကောင်မလေးကပဲလမ်းအောင်လုံးမိတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။ငါကလီယိုနက်စတိုင်ဘီရဲ့မင်းသမီးနာကြပါ။ငါနဲ့ကိုဘာမှမလုပ်ပါဘူး။မကြောက်ပါနဲ့။နင်းနဲ့မယ်ဘသူလဲဆိုပြီးတော့မိတ်ဆက်လိုက်ပါတယ်။ကိုသားရဲ့လား။ယောက်ကလေးကချစ်ဖို့ကောင်းတယ်လို့နင်းနဲ့မယ်ကယောက်ျားဆန်လိုက်တာ။ယောက်ျားလေးလားမင်းကလေးလားဆိုပြီးမေးနေတာကြောင့်ငါကယောက်ျားလေးပါဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်။နင်းမျက်နှာကိုနောက်တစ်ခါလောက်တေချာပြပါလားလို့ပြောတော့သူမရဲ့ရင်သားကိုတွားတီးမိ ပြီးပျော်စီးစီးတွေရှိတာကမင်းကလေးပဲဆိုပြီးတွားလုံးနေတာကြောင့်နှာဘူးကောင်ဆိုကပါတစ်ချက်ထားခံလိုက်ရတယ်ကြောက်ဖို့ကောင်းလိုက်တာလို့ကိုတာကပြောတော့အဲ့ဒါကနင်မဟုတ်တာတွေကိုလာတိနေလို့လေဆိုပြီးသူမကပြန်ပြောလိုက်ပါတယ်ဒါနဲ့နင်ဒီနေရာကိုဘလို့ရောက်လာတာလဲလို့သူမကမေးလိုက်တော့ငါမသိဘူးငါငိုကလေးကရှိနေတာထင်တာပဲပြီးတော့ငါလိုလာတာပဲလို့ကိုတာကပြေလိုက်ပါတယ်ငိုလေးကရှိနေတာတော့မဖြစ်နိုင်ဘူးဒါကလီယိုနက်စ်တိုင်းပြည်ရဲ့မြေအောက်မှာလေလို့နာကြာကပြောတော့လီယိုနက်စ်ငါမသိဘူးအဲ့နာမည်နဲ့တိုင်းပြည်မရှိဘူးလေလို့ကိုတာကပြောနေပါတယ်မဖြစ်နိုင်ဘူးလီယို ုးနှန်းဆိုတာကဒါနာဖော့ရဲ့အင်ဂျင်တိုင်းပြီးတခုလေးလို့ပြောနေခဲ့ပြီးငါနောက်ကျနေပြီးပြန်ရတော့မယ်မောဟရင်အကုန်လုံးတီးကိုလိမ့်မယ်ဆိုကနာကြာကထွက်သွားဖို့လို့တော့ကိုသာကငါ့ကိုမထားခဲ့ပါနဲ့လို့ပြောလိုက်ပါတယ်ဝမ်းနေနေတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့သူ့ကိုအဲဒီလောက်ထိဝမ်းနေမနေပါနဲ့လို့နာကြာကပြောတော့ခံစားချက်တွေမရှိတဲ့ကိုသာကဝမ်းနေတယ်ဆိုတာကဘာလဲလို့ပြန်မေးနေပါတယ်ငါနောက်တစ်ခေါက်ပြန်လာခဲ့မယ်ဂတိပေးတယ်လို့သူမကပြောလိုက်တော့ပျော်သွားတဲ့သူ့ကိုကြည့်ပြီးပြုံးလိုက်ကခလေးလေးကြားနေတာပဲလို့ပြောလိုက်ပါတယ်အဲဒီနောက်နာကြာကထွက်သွားခဲ့ကအပေါ်မှာတော့မောင်ဖြစ်သူက ဘာလို့တယောက်တည်းသွားနေတာလဲဒီလိုနဲ့ယောဂကျင့်နေပူဇော်သွားရင်ဘလို့လုံမလဲလို့ပြောနေပါတယ်။နင်းအိမ်မက်တဲကအတိုင်းမြေအောက်မှာလိုင်ကောင်းကြီးတစ်ခုရှိနေတယ်။ထူးဆန်းတဲ့ကောင်လေးတယောက်နဲ့တွေ့ခဲ့တယ်လေ။ပုံမြင်တွေတဲကအတိုင်းပဲငါအခုထိယူနေတောင်ခုန်နေသေးတယ်လို့ပြောပြီးတော့ထွက်သွားပါတယ်။အိမ်မက်တွေနမိတ်တွေကြောင့်ပြောနေပုံထောင်းရင်တော့အဲ့ဒီကောင်လေးဟာဘယင်ကြီးဘာဒရာပြပုံပေါ်ပါတယ်။မြေအောက်ထဲမှာတော့ကိုသားတယောက်ဟိုဒီလျှောက်သွားနေရင်နှစ်ပေါင်း3000လောက်တက်တန်းချနေပြီဖြစ်တဲ့တက်ပင်တွေကိုကြည်ကာနှစ်သက်ငယ်တော့ဆိုတာကိုတတိထားမိသွားခဲ့ပါတယ်။အဲ့ဒီနောက်ငါသူနဲ့တူတူရှိနေတာပဲတတိယပြီ ီတူပန်မာလဲဆိုကလိုက်ရှာတော့တေဆုံးနေပြီဖြစ်တဲ့ကိုသားကိုတွေ့လိုက်ရပါတယ်။တေချာနားထောင်ကိုသားဒါငါမင်းကိုပေးတဲ့ပထမဆုံးနဲ့နောက်ဆုံးလက်ဆောင်ပဲငါအကောင့်ထဲမပေါ်နိုင်ခဲ့တဲ့အိမ်မက်ကိုဖြည့်ဆည်းပါလို့ပြောထားတဲ့ကိုသားဆေးရက်စကားတွေကိုပြန်ကြားရောက်မိကမျက်ရည်တွေကျလာပါတယ်။နောက်ရက်မှာတော့နာကြာကငါကတိပေးထားတဲ့တန်ရောက်လာပြီးငါနင်းအတွက်လက်ဆောင်ယူလာတယ်လို့ပြောပါတယ်။လက်ဆောင်ငါမလိုချင်ပါဘူး။ငါ့ကိုလက်ဆောင်ပေးရင်နင်းလဲထွက်သွားမှာပဲလို့ပြောလိုက်ပါတယ်။ဘာရီပြောနေတာလဲအဲ့ဒီလိုမျိုးရှိလို့လားဟာလို့နာကြာကပြောလိုက်ကနင်းငိုနေတာလားလို့မေးလိုက်ပါတယ်။ငိုရ တယ်ဟုတ်လားငါမျက်လုံးထဲကရေတွေထွက်လာတာလေမရက်တော့ဘူးလို့ပြောလိုက်တာကြောင့်နင်းအဲဒီလောက်တောင်ဒီကျန်နေတာလားတောင်းမှန်ပါနဲ့နော်နင်းကငါပိုင်တဲ့ဟာလေးပေးမလို့ပါလို့နာကြာကပြောကစာအုပ်တော့ကိုထုတ်ပေးလိုက်ပါရယ်ငါအဲဒီစာအုပ်ထဲကဇက်လိုက်မယ်တော့ကိုရမ်းကြိုက်တာပဲငါကကျမ်းမာရေးချူကြတယ်လေအဲ့ဒါကြောင့်ရေတိုင်းရဲ့ပြင်ကိုထွက်လို့မရဘူးအမြဲတမ်းစာအုပ်ပဲဖတ်နေရတာစာအုပ်ဖတ်ရတာကပြောဖို့ကောင်းတယ်တခြားကဘာကိုရောက်သွားတယ်လို့ခံစားရရယ်နင်းမဖတ်တဲ့ရင်ငါဖတ်ပြမယ်လေဆိုပြီးစကားတွေတောက်ချောက်ပြောနေပါရယ်ဒါပေမဲ့ကိုသားကတော့ဖတ်ပြီးသွားပါပြီအရန် စိတ်ဝင်စားဖို့ကောင်းတာပဲဒါပေမဲ့အဲ့ဒီမှာဒီပဲမရှိတာတကူတော့ရှိတယ်မေတော်ရဲ့ရွှေရောင်စပင်တွေကဒူကောင်းတိရှိတယ်တဲ့ဒါပေမဲ့အခန်းကားရောက်တော့တန်ချက်ကအပြည့်ဝပြီးတိုက်တယ်တဲ့လို့စာအုပ်ထဲကကြောင်ရတွေကိုပြောရင်မေတော်လိုမျိုးပုံစံပြောင်းပြလိုက်ပါတယ်နာကြာလဲရန်ကိုသဘောကျသွားခဲ့ကဘလို့လောက်လိုက်တာလဲကိုသားနင်းကမော်စီယာလာလို့မိလိုက်ပါတယ်ငါကမော်စီယာတယောက်မဟုတ်ပါဘူးမော်စီယာတယောက်ကဖန်တီးထားတဲ့ရုပ်တွေလို့ပြောလိုက်ပြီးနားမလဲပုံပေါက်နေတဲ့သူမကြောင့်သူ့ရဲ့နှလုံးသားကိုပြလိုက်ပါတယ်ငါလိုရုပ်တရုပ်အတွက်နှလုံးသားမော်ပါတဲ့နှလုံးသားစုံကိုပေးခဲ့တယ်လေလို့ပြောရ လိုက်တဲ့အခါမှာတော့သူမအမိလေးကြလွားခဲ့ပါတယ်။သူမပြန်လို့လာတော့ဘက်ဒရာကသူ့ဘေးမှာရှိနေခဲ့ကဟိုနီကတွေ့ခဲ့တဲ့ကောင်လေးကလမ်းအောင်လှုပ်လိုက်လို့လာလို့မေးနေခဲ့ပါတယ်။ဟုတ်တယ်ကိုသားကဝတ္ထုတွေကမဲတော့မဟုတ်ဘူး။မော်စရာတယောက်လည်းမဟုတ်ဘူး။သူကလူသားတယောက်တောင်မဟုတ်ဘူး။ငါတော့ငါ့ကိုကြောက်အောင်လုပ်တဲ့လူကိုစိတ်ဝင်စားနေမိပြီးထင်တယ်လို့ပြောလိုက်ပါတယ်။ဘက်ဒရာကကြားလိုက်လာလို့မေးလိုက်တော့လိုက်ကနောက်ကနေမိန်းကလေးလိုဝတ်ထားတဲ့ကိုသားကထွက်လာခဲ့ပါတယ်။တကယ်တော့သူမကိုကိုသားကတည်းလာပြီးခဲ့တာဖြစ်ပြီးတူဒီလိုဝတ်ထားရင်အမာခံနဲ့ဝင်ရင်တောင်မှတန်တရားဝင်မှာမဟုတ်တော့ဘူးလေလို့ဘက်ဒ ရာကပြပြလိုက်ပါရယ်နင်းငါ့ကိုမမုန်းတဲ့အတွက်ဝမ်းသာပါရယ်ငါတယောက်တည်းဆိုရင်ထပ်ပြီးတော့ဒီကျန်နေရမှာဝမ်းတဲ့နေရမှာဆိုပြီးတော့ဖတ်ထားခဲ့တယ်ဒီလိုနဲ့ကိုသားဟာနားကြပြီးမှနေထိုင်ခဲ့ရင်းပျော်ပျော်ရွှင်ရွှင်နဲ့အစာအုပ်တွေအတူတူဖတ်ခဲ့ကြပြီးပျော်ရွှင်တဲ့ချစ်သူဘွားလေးကိုရခဲ့ပါရယ်သူမကိုလည်းနန်းတော်အပြင်ကိုမျက်စိခေါ်သွားခဲ့တယ်လို့သူမကြိုက်တဲ့မေတော်လိုမျိုးစကားတွေပြောခဲ့ပါရယ်နောက်ရက်မှာတော့ဘက်ဒရာကသူဟာနာကတ်ကိုမြင်နိုင်တဲ့ထူးဆန်းတဲ့အိမ်မက်တွေမဲ့လေးရှိကြောင်းကိုသားကိုပြပြခဲ့ပါရယ်မနီညာက ကျွန်တော်အိမ်မက်တစ်ခုတတ်မှတ်ခဲ့တယ်ကျွန်တော်အမကအရန်ပြော်ပြီးပြုံးနေ တာတဲ့အဲ့ဒါကြောင့်သူ့ဘေးနားမှာမျက်ရှိနေပေးပါလို့ပြောလိုက်ပါတယ်အဲ့ရတယ်လဲနေရတဲ့အတွက်တောင်းပန်ပါတယ်နော်လို့နာကြာကပြောနေခဲ့ကရပါတယ်နောက်တစ်ခါကျပြီးနေ့ရေကန်ကိုမျက်စိတွားကြရအောင်လို့ကိုတာကပြောလိုက်ပါတယ်ကိုတာငါတို့ပထမဆုံးတွေ့တုန်းကအနေငါစိတ်ပေါက်လေးတကောင်လို့ပဲဒါပေမဲ့အခုတော့နင်းကိုဘသူကမှယုတ်လို့တင်မှာမဟုတ်တော့ဘူးလို့နာကြာကပြောလိုက်တော့ငါကလူသားမှမဟုတ်တာငါနှလုံးသားနဲ့ငါခန္ဓာကိုယ်ကဖန်တီးထားတာငါကအမြဲတမ်းတည်ရှိနေမှာနှစ်ရောင်ပေါင်းထောင်ပေါင်းများစွာဘောလို့ပြန်ပြေခဲ့ပါတယ်နာကြာကထလာခဲ့ကတူနှလုံးပေါ်ကိုလက်တင်လိုက်ပြီးအတူတူပါပဲနေ င်းရင်ထဲမှာရှိနေတဲ့အရာနဲ့ငါးရင်ထဲမှာရှိတဲ့အရာကလေငါတို့ရင်ထဲမှာနှလုံးသားတစ်စုံစီရှိကြတယ်လို့ပြောလိုက်တယ်။နာကြာနင်ငါ့ကိုထားသွားတော့မှလားငါတို့စားရွေးတဲ့နေ့ကစပြီးတော့နင်နှလုံးသားကတပြေပြေအားနေလာတယ်။အခုတော့ပို့ပြီးအားနေလာနေပြီလို့ပြောကဖတ်ထားလိုက်ပါရယ်။ငါ့ကိုဖန်ပြီးခဲ့တဲ့ကိုတာကလည်းငါ့ကိုထားခဲ့တယ်။ကိုတာကအမြဲတမ်းပိတ်လောင်ခံထားရတာအဲ့ဒါကြောင့်ငါ့ကိုဖန်ပြီးခဲ့တာပဲ။ငါစီကနေတစင်းဆက်တွေ့ပြီးတော့ကဘာကြီးကိုတီးတွေ့ခွင့်ရအောင်လို့လေငါကသူ့ရဲ့မျက်စိနာခြေလက်တွေပဲသူမသွားခင်လင်ငါ့ကိုပြောသွားတယ်။သူ့အကောင့်ထဲမပေါ်နိုင်ခဲ့တဲ့အိမ်မက်ကိုပြ စည်းပေးပါတယ်ဒါပေမဲ့အိမ်မက်ကဘာလဲငါမသိပါဘူးလို့ကိုတာကပြောနေခဲ့ပါတယ်နာကြာကတော့နင်သူ့အိမ်မက်ကိုပြည်စည်းပေးပြီးပြီလေနင်းမျက်လုံးနဲ့နင်းမြင်နိုင်တယ်နင်းရဲ့နားနဲ့နင်းကြားနိုင်တယ်နင်းရဲ့လက်နဲ့တွေ့နိုင်တယ်နင်းတာကိုခံစားနိုင်တယ်လို့ပြောကာသူ့ကိုနမ်းလိုက်ပါတယ်ကိုတာနင်းကငါ့အိမ်မက်ကိုလည်းပြည်စည်းပေးခဲ့တယ်ငါ့အိမ်မက်ကငါရဲ့နောက်ဆုံးအချိန်ကိုနင်းနဲ့အတူတူကုန်ဆုံးချင်တာလေကျေးဇူးတင်ပါတယ်လို့ပြောရင်နာကြာဟာလည်းကိုတာရဲ့ဘဝတွေကနေထွက်သွားခဲ့ပါတယ်မတော်ပါနဲ့ငါနင်းနဲ့အတူတူရှိချင်သေးတယ်မဟုတ်ဘူးငါနင်းစီကနေတင်ယူချင်တာတွေအများကြီးရှိနေသေးတယ် ဆိုပြီးအော်ပြောနေတဲ့ကိုသားရဲ့အတန်ကိုရဲမက်တွေကကြားသွားခဲ့ပါတယ်။ဒါကနေ့အတွက်ပဲငါဘာပဲဖြစ်ဖြစ်ကူးမဆိုင်ဘူးဆိုကသူနှလုံးသားကိုထုတ်ပြီးနာကြတဲ့ကိုထဲပေးဖို့ကြိုးစားခဲ့ပါတယ်။ရဲမက်တွေဝင်လာတော့ကိုသားကနာကြကိုတတ်နေတယ်လို့ထင်မှတ်သွားစီခဲ့တယ်။ဘာလို့လဲနာကြငါနှလုံးသားနဲ့နင်းကိုကယ်လို့မရဘူးလား။ငါ့ကိုမထားခဲ့ပါနဲ့ဆိုကမျက်ရည်တွေနဲ့ငိုကြွေးရင်းချေရတို့နောက်တစ်ယောက်ကလည်းသူ့ဘဝကြီးရဲ့ကနေထွက်သွားပြန်ပါတယ်။ဒီလိုနဲ့ကိုသားဟာမင်းသမီးကိုအလိုမတူပဲအတ္တမချင်းတက်ပြတ်ခဲ့တယ်ဆိုတဲ့အမှုနဲ့အရှင်လက်လက်မီယိုတက်ခံရဖို့ဖြစ်လာပါတယ်။အပြစ်မှန်တွေက ိုတိနေသူကဘက်ထရာပဲဖြစ်ကသူကလူသားမဟုတ်ရင်တောင်အဲ့ဒီလိုလုံးမဲ့လူမဟုတ်ဘူးကွာလို့ဒေါသထွက်နေသူသူညီတန်ဆဲကိုတားလိုက်ပါတယ်ကျေးဇူးပြုပြီးမမေးလိုက်ပါနဲ့ကိုသားဆန်းအမကသူ့ရဲ့နောက်ဆုံးအချိန်မှာပြုံးနေခဲ့တာပါသူ့ရဲ့နောက်ဆုံးအချိန်ကိုခမားနဲ့ကုံဆုံးခဲ့ရတဲ့အတွက်သူအရန်ပြုံးနေခဲ့တယ်ဆိုပြီးစိတ်ထဲကနေပဲပြောလိုက်ပါတယ်မီးရှို့ခံလိုက်ရတဲ့ကိုသားကတော့နှလုံးသားရှိတာကအဲ့ဒီလောက်နာကျင်ရမယ်ဆိုရင်ငါမလိုချင်တော့ဘူးငါဘာမှမမှတ်မိချင်ဘူးအာမန်ရုတ်တရုတ်ပဲဖြစ်နေတယ်ဆိုကငိုကြွေးနေခဲ့ပါတယ်ဒါရီအားလုံးကကိုသားရဲ့အတိတ်တွေဖြစ်ပြီးတော့ loss ွားတုံးဖို့လုပ်နေတဲ့ကုသားကိုတော့ဒီအာနယ်ကချိန်မီတားလိုက်နိုင်ပါတယ်။နင်းမညံ့တွေကိုဖျက်ဆီးဖို့လုပ်နေတာမလား။နင်းတကူကူကိုပြန်မမိသွားပြီမလားဆိုပြီးဒီအာနယ်ကမိတော့ငါ့ကိုနောက်ရက်နေတဲ့ပုံရိပ်တွေကိုဖျက်ဆီးရုံမှာပဲလို့ကုသားကဖြေခဲ့တယ်။အဲ့ဒါကနင်းရဲ့နှလုံးသားဖြစ်နေရင်ရောလို့ဒီအာနယ်ကပြောတော့ငါမှနှလုံးသားမရှိဘူးဆိုကစတင်တိုက်ခိုက်ခဲ့ပါတယ်။ငါဒီမညံ့တွေကိုနောက်တစ်ခေါက်တက်ပြပြရမယ်။ဒီမညံ့တွေကိုရင်ကလည်းဖျက်ဖြစ်ပူးတယ်လို့ပြောနေတဲ့အချိန်မှာမာလင်ကရောက်လာပြီးသူ့ကိုချုပ်ထားဒီအာနယ်လို့ပြောလိုက်ပါတယ်။ကုသားနောက်ဆုံးတော့နင်းပါလို့စိတ်ပိုင်းဆိုင်ရာမတီငိန်လဲငါတီးပြီးနင်းတကူကူ ိုပြန်မှတ်မိတိုင်းလက်မှတ်ခံနိုင်လို့ဒိန်းတုံမရဖြစ်နေတာဟုတ်တယ်မလားလို့မေးလိုက်ပါရယ်ဒီအရာကလည်းနောက်ထပ်အကြောင်းပြချက်တစ်ခုပဲဘယင်ကြီးရဲ့မနာကြမှာနှလုံးရောဂါရှိလို့နင်တုကိုပြေးခဲ့တာမလားဒါပေမဲ့နာကြာကပြင်ရှင်မလာခဲ့ဘူးလေလို့ပြောလိုက်တော့တောင်းပန်ပါရယ်ကျေးဇူးပြုပြီးငါ့ကိုဖြည့်ဆည်းလိုက်ပါလို့ကိုသာကပြောနေခဲ့ပါရယ်နင်သတိဝင်စမ်းကိုသာနင်ဝမ်းနေတဲ့အခါနင်ဘေးမှာဒူးစရိုက်ခွန်းနှစ်ပါးဆိုရဲငါတို့အားလုံးရှိတယ်နာကျင်ဘူကောင်းတဲ့မျက်ညံတွေထဲမှာတန်ဖိုးရှိတဲ့မျက်ညံတွေလည်းရှိရယ်ပြန်မှတ်မိစမ်းမှာကိုသာလို့ဒီယာနယ်ကပြောလိုက်တဲ့အခါမှာနာကြာနဲ့အတူတူရှိခဲ့ဘူးတဲ့ပျော်ရွှင်စရာ ာချင်းတွေကိုပြင်ပြင်ရောင်းနေမိပါရယ်ငါစစ်ကြည့်ပြီးပြီးဒီထဲမှာဘာနှလုံးသားမော်မမရှိဘူးလို့မာလင်ကပြောလိုက်တော့ဒါဆိုကိုတာရဲ့နှလုံးသားကပင်မလဲလို့ကင်းကမေးလိုက်ပါရယ်အခုရောရင်ကရောသူ့ရဲ့ကိုယ်ထဲမှာပဲရှိတယ်လို့ပြောလိုက်တော့မှငါမှနှလုံးသားရှိတာလားလို့ကိုတာကပြန်မေးနေခဲ့ပါရယ်ဟုတ်တယ်ကိုတာမျက်ရည်တွေကတိကျတဲ့သက်တွေတွေပဲလို့ဒီယာနယ်ကပြောလိုက်ပြီးရဲ့နောက်မှာကိုတာရဲ့စွမ်းအားတွေကမြင့်တက်လာခဲ့ပါရယ်ဒါဟာသူ့ရဲ့ငကိုစွမ်းအားတွေပဲဖြစ်ပြီးသူ့မျက်ညံတွေကိုပြန်ရလာတာနဲ့အမျှစွမ်းအားတွေဟာလည်းပြန်ရလာတာဖြစ်ပါရယ်နောက်ဆုံးမှာတော့သူ့အ ာတစ်ချိန်လုံးကိုယ့်နှလုံးသားကိုကိုလက်နဲ့ကိုယ်တိုင်ချိတ်ပိတ်ခဲ့တာဖြစ်ပြီးသူ့ရဲ့တံပိုးရှိတဲ့မှတ်ဉာဏ်တွေကိုသူခံစားခဲ့ရတဲ့နာကျင်မှုတွေနဲ့အတူဖျောက်ပြစ်ခြင်းခဲ့တာကိုလည်းတည်သွားပါတယ်။ဒီအာနယ်ဟာလည်းကိုသာအစ်စ်ကိုပေးခဲ့တဲ့ကတိရဲ့အတိုင်းအယုတ်ကိုသာကိုလမ်းမှန်ပြနိုင်ခဲ့ပြီးဖြစ်ကာသူတစ်ချိန်ကတောင်းဆိုခဲ့တဲ့အတိုင်းလမ်းမှန်ပြပေးခဲ့တဲ့ဒီအာနယ်ကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်။သူ့ကိုသူအယုတ်လို့ခံစားနေရတဲ့သူ့သားအတွက်ကိုသာဟာလက်ဆောင်အနေနဲ့နှလုံးသားတစ်ခု ပြုတ်လုပ်ပြီးတော့ကိုသားကိုထည့်ပေးခဲ့တာပဲဖြစ်ပါတယ်။